ASEAN သတင်းထဏာရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကအကျိုးကိုပါတယ်ဒီကနေ့မြန်မာတက်ဂရစ်1389ခုနှစ်ဝါကောင်လာဇန်17ရက်ခရစ်တက်ဂရစ်2019ခုနှစ်အောက်တိုဘာ3ရက်ကြာသပတေးနေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီကနေ့မှာရှုသားမယ့်သတင်းတွေမှာဆိုရင်တော့မြန်မာနိုင်ငံကတရားသူကြီးတွေကျင်းပဖော်ပြရင်အရေးယူမယ်သတင်း ရောင်းတိုင်းစုရဲ့အပြောင်းလဲတွေကြောင့်အငှားရင်မောင်းတွေလှုပ်လှမ်းမဲ့ဖြစ်မှာဆိုရင်နေတဲ့ကြောင်းပန်လေးက H1N1 ကူးစက်ခံရသူစေယုံကဆင်ခွင့်ရတဲ့တွင်စရတဲ့တွင်အတူတခြားထူးခြားတဲ့ပြည်တွင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့မြန်မာနိုင်ငံကတရားသူကြီးတွေအတွက် တရားစီရင်ခြင်းမှုကိုပြည်တော်စုတရားလွတ်တော်ချုပ်ကမိတ်ဆက်ထုတ်ပြန်လိုက်ပြီးကျင်းဝဖောက်ဖျက်ရင်အေးအေးယူမယ်လို့ပြည်တော်စုတရားသူကြီးချုပ်ဦးထွန်းနှုံးဦးကပြောပါရယ်။နေပြီးတော့တင်ကားဟိုတယ်မှာဩဂုတ်လ2ရက်နေ့ကတရားသူကြီးတွေအတွက်တရားစီရင်ခြင်းမှုမိတ်ဆက်အခမ်းအနားမှာပြည်တော်စုတရားသူကြီးချုပ်ဦးထွန်းနှုံးဦးကပြောဆိုသွားတာဖြစ်ပါရယ်။ကျင်းဝအသည့်ရေးဆွဲမှုကိုပြည်ပဆိုင်ရာဥပဒေပညာရှင်များအဖွဲ့ ICJ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP တို့ရဲ့ဤပညာအကူအညီ ဒိမတ်တန်ယိုးရဲ့အထောက်ပံ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအစိုးရကိုဖြုတ်ချဖို့အတွက်လူတစုနဲ့တန်ဃာတစုကစုပေါင်းပြီးတော့တပိတ်စကန်ဖွင့်လက်တောင်းဆိုခဲ့ပါတယ်ဒီကြောင့်မို့ MCN သတင်းတော့ကျော်တိုးလင်းကသတင်းပေးပို့ထားပါတယ်ခင်ဗျာလို့ရဲလို့ရဲတန်ဃာချုံနဲ့မျိုးသားရေးလှူရှားသူလို့ဆိုတဲ့ပုံကိုတို့ကအိုးလာနှစ်ရက်နေကနေစတင်ပြီးတော့ရန်ကုန်မြို့ရွှေတဂုံစေတီအနီးမှာရှိတဲ့ ကျေးဇူးဖျားဝင်ပေါ့ကိုပိတ်ဆိုပြီးအာနာရှင်အစိုးရနှုတ်ထွက်ပေးဆိုတဲ့ကြွေးကြော်တန်တဲ့အတူအထိုင်းတပိတ်စကန်ဖွင့်နေပါတယ်။အာနာယူပြီးတိုင်းပြည်အကျိုးမကာကွယ်သည့်အစိုးရလုံးရှိလုံးရှိတိုင်းရင်းသားအရေးလျှူရှုပ်ရေးကလာအရေးဦးစားပေးသည့်အစိုးရလုံးရှိလုံးရှိတိုင်းရင်းသားပညာရှင်များပြည့်ပေပြီးပြည်ပပညာရှင်များအထင်ကြီးအားကိုးသည့်အစိုးရလုံးရှိလုံးရှိ ဒါပြင်ဗုဒ္ဓဘာသာကိုဖျက်ဆီးသည့်အစိုးရဖြုတ်ချရေးတို့၏ဗင်္ဂါလီကိုဗင်္ဂါလီဟုမခေါ်ရဲသည့်အစိုးရဖြုတ်ချရေးတိုင်းပြည်အကျိုးစီးပွားဖျက်ဆီးနေတဲ့အစိုးရဖြုတ်ချရေးမြို့သားလုံခြုံရေးကိုအလေးမထားအကာအကွယ်မပေးသည့်အစိုးရဖြုတ်ချရေးတို့အရေးဆိုတဲ့ကြွေးကြော်တန်တွေကိုတန်ခါချုံနဲ့လူပုဂ္ဂိုလ်အင်အားစုစုပေါင်း90ကျော်လောက်ကတောင်းဆိုခဲ့ကြပါတယ်ဖွံ့ဖြိုးမှုများမှာဖွံ့ဖြိုးမှုမရှိဘဲအခွန်တို့ကဘာကျဲမလောက် နိုင်ငံတကာချင်းငွေယူအတွေးထူစေသည့်အစိုးရလုံးရှိလုံးရှိအဲ့ဒီ base scan ဖွင့်လင်းမှုကိုတက်ဆိုင်ရာကိုအတိအပြေအကြောင်းကြားလာခြင်းမရှိသလိုမီဒီယာတွေရဲ့မေးမြန်းမှုကိုလည်းထိကြလို့မရဘူးလို့မျိုးသားရေးလှုပ်ရှားသူတူကပြောပါတယ်ဒီကနေ့လည်းအဲ့ဒီ base scan ကိုတွတ်တော်ကိုယ်စားလှယ်ဟောင်းတူဖြစ်တဲ့ဒေါခင်ဝိုင်းကြည်ကလည်းလာရောက်တွေ့ဆုံပူးပေါင်းခဲ့ပါတယ်ခင်ဗျာအပြည့်ရဲ့တပ်ဖွဲ့တို့အနေနဲ့ NCA အပြစ်ရဲ့စာချုပ်ကိုပြန်သုံးသက်တာ NCA ကိုပြင်ဆင်ဖို့မဟုတ်ဘူးလို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလို့အဖွဲ့ PPWD ကောင်းဆောင်ဖရိုကွယ်ထူးဝင်းကပြောပါရယ်ချိန်ပိုင်းမှာဩဂလ3ရက်နေ့ဒီကနေ့ကျင်းပပြုလို့တဲ့ငြိမ်းချမ်းရေးကော်မရှင်ရဲ့အပြစ်ရဲ့တပ်ဖွဲ့တို့အလို့သဘောဆွေးနွေးမှာ သူက ပြောဆိုခဲ့တာဖြစ်ပါရယ်အဲ့လိုပြောဆိုရမှာ NCA ကိုပြန်သုံးသက်တယ်ဆိုတာ NCA မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအတွင်းစာချုပ်ပါတုံဆွဲထားတဲ့ဝါရရရဲ့ဆိုလိုရင်းအတိတ်ဘယ်တွေကိုတုံသက်နေတာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်ခင်ဗျာ ခြေခံပညာကျောင်းတွေမှာလက်လက်ဆရာဆရာမဝီကိုးတောင်းကျော်လိုအပ်နေတယ်လို့အစိုးရတောင်းအောင်ရှိသူကမြို့သားလွတ်တော်ကုသလေရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ဒီကြောင်းကို MCN3 နောက်နေမင်းခါကသတင်းပေးပို့ထားပါရခင်ဗျာ။ဒီကနေ့ကျင်းပါတယ်မြို့သားလွတ်တော်ပြစ်စမအကျိန်ပုံမှန်အစည်းအဝေးမှာမြို့သားလွတ်တော်ပညာရေးမြင့်တင်မှုကော်မတီရဲ့အစဉ်ကံစာနဲ့ပတ်သက်ပြီးပအဝင်ဆွေးနွေးတဲ့ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမတ်၁၁ကဒေါ်တူမေက သက်ဆိုင်ရာဌာနတွေမှာမေးမြန်းခဲ့ရမှာလက်လက်ဆီယာဆီယာမဦးရေ9တောင်းကျော်ရှိနေတာကိုတိခဲ့ရတယ်လို့ထည့်သွင်းပြောကြားခဲ့တာပါကော်မတီအနေဖြင့်ဒီအကြောင်းအဆောက်အုံလိုအပ်ချက်များဆီယာဆီယာမရဲ့လိုအပ်ချက်များကိုပြီးတော့ကျွန်တော်တို့မက်ပင်လုပ်တင်ပါတယ်ဒါမှသာအကြောင်းသူအကြောင်းသားများရဲ့အမှန်တကယ်လိုအပ်ချက်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လက်တွေ့ကြကြဆောင်ရွက်နေတယ်နိုင်ငံတည်ပညာရေးရဲ့ right track ပေါ်မှာရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြည်သူနဲ့လွှတ်တော်ကိုဆက်လက်များအတိအမှဖြစ်ပါလေ။ဒါပြင်အခြေခံအကြောင်းအဆောက်အအုံလိုအပ်ချက်တွေကလည်းများပြားနေတာကိုသိရှိထားရပြီး တိုင်းနယ်ပြည်နယ်အနေမှာအနေရရှိတဲ့အကြောင်းအဆောက်အုံ2000ကျော်ရှိနေတယ်လို့ပြောပါတယ်။အဲဒီလိုသိရှိထားရတဲ့အတွက်မြို့သားလွတ်တော်ပညာရေးမြင့်တင်မှုကော်မတီအနေနဲ့အခြေခံအကြောင်းအဆောက်အုံနဲ့ဆရာဆရာမလိုအပ်ချက်တွေကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်သင့်တဲ့အချက်တွေဖြစ်တယ်လို့တိုက်တွန်းထောက်ပြခဲ့ပါတယ်။ NDA ဆောင်ဇင်းနဲ့ပတ်သက်ပြီးတော့ကျွန်မတက်ဆိုင်ရာဌာနကိုမေးမြန်းထားတဲ့အခါမှာ 2019မေလ10ရက်နေ့ကကျမရဲ့မေးမြန်းချက်ရဲ့တိုင်းဒေသကြီးပြည်နယ်အဆင့်အပါဝင်နေပြည်တော်ကောင်စီရဲ့ပါဝင်နေပြီးတော့2180ဆောင်းရှိပါတယ်2019ဇူလိုင်လ4ရက်နေ့ကျတဲ့အခါမှာမေးတဲ့အခါမှာကျလို့ရှိရင်တော့440ခွန်ကိုကျဆင်းတော့ပါတယ်ဆိုတော့အချိန်တို3လအတော်အတွင်းမှာ NDA ဆောင်းများဒီလောက်ထိလင်းမြန်စွာကျဆင်းတာနဲ့ပတ်သက်ပြီးတော့ကွန်မတီတွေနဲ့လေးလာ အာတင်ပါတယ်လို့ကျွန်မတင်ပြပါတယ်ဒီနေ့မှာမြို့သားလွတ်တော်ကဖွဲ့စည်းထားတဲ့ပညာရေးမြင့်တင်ကော်မတီရဲ့လှုပ်ဆောင်ချက်တွေကိုမြို့သားလွတ်တော်မှအစဉ်ကန်စာတင်ပြတဲ့အပေါ်ဆွေးနွေးခဲ့ကြတာပါပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်နဲ့စကိုင်းပညာရေးတက္ကသိုလ်တွေကနေဆရာအတက်တင်ပညာပေးဆုံးထားတဲ့ကျောင်းသားကျောင်းသူ9000ကျော်အထက်လုပ်ငန်းခွင်ဝင်ရဖို့ရန်ကုန်မြို့မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက်ရုံးကမ်းမှာတင်ဒင်းသာရှင်းလင်းပွဲပြုလုပ်ပြီးတောင်းဆိုခဲ့ပါတယ်ခင်ဗျာ ြားသည့်တုတ်ကွေးရောဂါ H1N1 ဖြစ်ပွားသူဥယျာ100နီးပါးရှိလာပြီးဖြစ်ပြီးဩဂလ2ရက်နေ့ထိသေဆုံးသူ73ဦးထိရှိလာနေပါတယ်။ရောဂါကြောင့်အထူးကုဆေးရုံကြီးဝေးပါကီမှာလူနာ19ဦးရန်ကုန်ပြည်သူဆေးရုံကြီးမှာ4ဦးစုစုပေါင်းလူနာ23ဦးတက်ရောက်ဆေးကုသမှုခံယူရရှိပြီးဩဂလ2ရက်နေ့ထိလူနာတွေနဲ့တိုက်ရိုက်ထိတွေ့ရတဲ့ကျန်းမာရေးဝန်ထမ်းများမှာယောဂကူးဆက်ခံရခြင်းမရှိဘူးလို့ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ပြည်ရင်းပြပဆိုင်ရာအလုံသမားကော်မတီအနေနဲ့စက်ရုံအလုံယုံကအလုံသမားတွေရဲ့အရေးကိုသာဆောင်ရွက်တာမဟုတ်ပဲအခြားနယ်ပယ်ကအလုံသမားတွေရဲ့အရေးကိုလည်းဦးစားပေးဆောင်ရွက်တင်တယ်လို့မြူသားလွှတ်တော်မှဆွေးနွေးပြောဆိုခဲ့ပါတယ်ဒီကြောင့်ကိုရုတ်တန့်သတင်းတပုတ်အနေနဲ့ယူဆမှာဖြစ်ပါတယ်ခင်ဗျာပြည်ရင်းပြပအလုံသမားဆိုင်ရာကော်မတီဟာအခြေခံလူရန်းစားအလုံသမားတွေရဲ့အခက်အခဲတွေနဲ့မများတမှုတွေကိုဖြေရှင်းပေးဖို့မြူသားလွှတ်တော်ရဲ့အကြံပြုချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် အဲ့ကြောင့်စိတ်ယုံလို့အလုပ်သမားတွေတည်းမဟုတ်ပဲအခြားနယ်ပယ်ကအလုပ်သမားတွေရဲ့အခက်အခဲတွေကိုလည်းဖြေရှင်းပေးရမယ်လို့တိရိုင်တိုင်းဒေသကြီးမဲဆန္ဒနဲ့အမတ်30ကအမျိုးသားလွှတ်တော်ကိုလည်းဦးစိုးသိန်းခေါ်ဦးမောင်စုကဩဂုတ်လ3ရက်နေ့ကပြုလုပ်တဲ့အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးမှာအကြံပြုဆွေးနွေးခဲ့ပါတယ်။နိုင်ငံတော်အသက်မှတ်ထားတဲ့နေကုန်းလောက်ကမရရှိပဲနဲ့အခန့်ခံနေရတဲ့ဒီအလုပ်သမားတွေဖြစ်တဲ့အမျိုးသမီးနဲ့ကလေးတွေကဈေးဆိုင်တွေအိမ်တွေမှာဆိုင်ကူအိမ်ကူတွေလုပ်နေရတာရှိပါတယ်။ ဒီလိုလုံနေရတဲ့အင်ကူဆိုင်ကူတွေဟာနိုင်ငံတော်ကတတ်မှတ်ထားတဲ့အနေဆုံးတော့ကမပေးဘဲနဲ့လုံနေရတာကြီးအများကြီးရှိနေတယ်။သူတို့ခင်ဗျာမှာအရှင်ဆိုင်ရှင်တွေပေးတဲ့လုံအကနဲ့ပဲမလုံချင်မလုံနေရတာတခြားအလုတ်ကင်မရှိတဲ့အတွက်လုံနေရခြင်းဖြစ်တယ်။ဒီလိုလုံနေတဲ့သူတွေကလည်းတနည်းကို2000 2500လောက်နဲ့ပဲလုံနေရတဲ့အပြင်ကိုအချိန်ဖို့လုံအကမရရှိပဲအချိန်ကိုအဆမတန်လုံနေရတဲ့အမျိုးသမီးလုံသမားတွေခလစ်တင်ကလုံသမားတွေများစွာရှိနေပါတယ်။အောက်လ3ရက်နေ့ကပြည်ရင်းပြည်ပအလုတ်သမားဆိုင်ယံကော်မတီရဲ့အစီရင်ခံစာအပေါ် မျိုးသားလွတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးရမှာအခုလိုပြောဆိုခဲ့တာပါဒါအပြင်ပြည်ပအလို့အကင်လောက်ကိုင်းတဲ့အလို့သမားတွေအတွက်လည်းနေရက်ကိုပြန်လာတဲ့ထိုင်းအလို့သမားတွေနဲ့ပတ်သက်ပြီးပြည်တွင်းအလို့ကင်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှုတိုက်တွန်းအဆိုပြုထားပါဗျ။ကျွန်တော်တို့ပြည်ပအလို့သမားများနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လာတဲ့အခါမှာလိုအပ်လိုအပ်သည့်များကိုကော်မတီတွေနဲ့တက်နိုင်သလောက်ကူညီဆောင်ရွက်ပေးခြင်းနောက်ပြီးကွင်းစင်လေ့လာခြင်းကွင်းစင်လေ့လာတဲ့နေရာမှာလည်းကျွန်တော်တို့ မြန်မာနိုင်ငံတကားပေါက်တွေဖြစ်တကားပေါက်တကားပေါက်မျိုးတွေကိုတွားရောက်ပြီးတော့နေဆက်ဒေသတွေတွားရောက်ပြီးတော့စုံစမ်းစစ်ဆေးမှုများကိုလည်းပြုလုပ်တယ်မှာ။နောက်တက်ဆိုင်အာဏာပိုင်ဖွဲ့စည်းများနဲ့လူမှုကူညီမှုအဖွဲ့စည်းများနဲ့လည်းတွားရောက်ချိတ်ဆက်ပေးပြီးတော့ဒီပြောပြကျွန်တော်တို့မြန်မာနိုင်ငံကိုပြန်လာတဲ့လူ့သမားတွေကိုလည်းကူညီမှုတွေကိုချိတ်ဆက်ပေးပေးဖို့ဖြစ်ပါတယ်။အဲဒီပြည်ရင်ပြည်ပလူ့သမားဆိုင်ရာကော်မတီရဲ့အစီရင်ခံစာအပေါ်မြို့သားလူတော်မှာကိုယ်စားလှယ်၄ဦးကပါဝင်ဆွေးနွေးခဲ့ကြပြီး အလုံးဟာအပြုသဘောဆောင်ဆွေးနွေးခဲ့တာကော်မတီရဲ့လုံဆောင်မှုလိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုအကြံပြုဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ။ရောင်းတိုင်းဒေသကြီးအဖွဲ့တက်စီစနစ်ပြောင်းလဲဖို့အစည်းအဝေးချှလိုက်ပါကိုငားရီမောင်းတွေကစိုးရိမ်နေကြပါတယ်။ဒီကြောင့်ကို MCN သတင်းတော့ကျော်တိုးလင်းကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးကျုပ်အဖြူမင်းတင်ကရန်ကုန်မြို့မှာအငားရီရေတွက်များပြားမှုကြောင့်ရင်ကျော်ကျက်တဲ့မှုကိုဖြေလျှော့တဲ့အနေနဲ့အငားရီမောင်းစနစ်ကို တိုက်စီအခရာစင် AABB ရေဒါထားရှိပြီးပြုပြင်ပြောင်းလဲသွားမယ်လို့ပြောဆိုခဲ့တဲ့ပေါ်အခရာစင်မှုတ်တဲ့အငှားရင်မောင်းတချို့ကအလုတ်လက်မဲ့ဖြစ်မှစိုးရိမ်နေကြပါတယ်။ဒါစုနောက်ကမိသားစုတွေရှိပါတော့။မိသားစုတွေဆက်ကဲတော်တော်ဖြစ်လာတော့ပါအဲ့ဒါဆိုအဲ့ဒါကိုသူတို့ကအနီးပြန်ပြောင်းပေးနိုင်တယ်ဆိုရင်စိုးဘောနော်။ဒါပြင်အနီးအခရာနဲ့ပြန်ချင်းပေးမယ်ဆိုရင်အုံနာအနေနဲ့ရောကျွန်တော်တို့တိုက်စီသမားတွေအနေနဲ့ရောအဆင်ပြေသွားတယ်ပေါ့။ဘာလို့ဆိုရင် ချန်တဲ့မိသားစုတွေအနေနဲ့ဆက်ခဲတော်တော်ဖြစ်သွားရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့အတွင်းမှာပြည်ဆွဲနေတဲ့အငှားယင်တွေမှာအမြဲတမ်းအငှားယင်ဖြစ်သတ်မှတ်ထားတဲ့ကနံမနဲ့အင်စီကားကနေအငှားယင်ဖြစ်ပြောင်းလဲလာတဲ့တိုက်စီနံပါတ်တွေရှိနေတာပါလက်ရှိတိုက်စီပေါင်းတဲ့သူတွေထဲမှာကာလာကြာရှိရင်မောင်းအလုတ်ကူတာဆွဆွဲမြဲမြဲလုတ်ကင်လာခဲ့သူတွေအများပြားရှိတာကြောင့်တခြားအလုတ်ကင်ပြောင်းလဲဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်ပေါ်နေပါတယ်မိသားစုဇာဝနေတွေရှာနေရတာပဲဒါ ဒီဥစ္စာကတော့ဒီဥစ္စာမစွဲနဲ့ဆိုလို့ရှိလို့ချင်းတော့ငါတို့ကတိတ်ပြီးတော့တော့အလုပ်ကတိတ်မရှိတော့ဘူးပေါ့ဟောအဲ့လိုမျိုးရှိတာပေါ့သူများကဒီ ABB ဆိုတာမျိုးကလည်းအဲ့ခါကျရင်သဘောတွေ့နာတို့ဘာတို့တွေကလည်းဖြစ်လာမှာလေအဲ့လိုမျိုးရန်ကုန်မြို့မှာရှိတဲ့ရင်စီးရီတွေမှာအငှားရင်ရေတွက်ကထောက်ဝက်နှိပါရှိနေတာဖြစ်ပြီးရင်ကြောကျက်တဲ့မှုကိုဖြေလျှော့တဲ့အနေနဲ့အငှားရင်တိုက်စီးတွေကိုစစ်စစ်သွားဖို့တိုင်းဆိုးရက်ကစီစဉ်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းမှာတရားဝင်ငှားရင်တိုက်စီစီး6600ကျော်ရှိနေပါတယ်ခင်ဗျာမန္တလေးမြို့မှာ H1N1 ရောဂါဖြစ်ပွားသူ2ဦးရှိရာတူးကကျန်းမာရေးကောင်းမွန်တဲ့အတွက်ဆေးရုံကဆင်းသွားပြီဖြစ်ကြောင်းမန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးကဆေးရုံအုပ်ကြီးဒေါက်တာတင်တင်မိုးကပြောပါတယ်ကျန်းရှိနေတဲ့လူနာတယောက်ကလည်းကျန်းမာရေးကောင်းမွန်နေပြီတီးတန့်အဆောင်မှာအထူးကြက်မက် ကုသမှုတွေပြုလုပ်ပေးနေပါတယ် မန်းလေးမြို့မှာတန်တရာလူနာ6ဦးထဲမှာ2ဦးကယောဂဘူးတွေ့ရှိခဲ့တာဖြစ်ပြီးပသိမ်ကြီးမြို့နယ်အုံကျော်ချေးရွာနေသူတူနဲ့ရမဲသိမ်းမြို့နယ်နေထိုင်သူတူတို့မှာ H1N1 ယောဂဘူးတွေ့ရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာ MCN တရထားကနေဒီကနေ့အတွက်နောက်ဆုံးရရှိတာတွေပြည်တွင်းသတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားအောင်ပါ။ MCN သတင်းထားရဲ့အစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာတော့ MCN TV ဆိုပြီးတော့ရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်အောင်ကျော်မိုးပါ။